မြန်မာပညာရေးကိုတရားဝင်အကူအညီတွေရလာစေဖို့နိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်ကနိုင်ငံတကာပညာရေးအဖွဲ့ကိုဝင်ဖို့လျှောက်ထားလိုက်ပါတယ်။ဥပိုင်စိုးသတင်းပေးပို့ထားပါတယ်ရှင်။နိုင်ငံပေါင်း130ကပညာရေးဆိုင်ရာပုဂ္ဂိုလ်တွေပါဝင်ဖွဲ့စည်းထားတဲ့ပညာရေးအဖွဲ့ဝင်ဖြစ်မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်ကပြီးခဲ့တဲ့ရက်ပိုင်းကပဲလျှောက်လွှာတင်လိုက်တာပါ။မြန်မာနိုင်ငံရဲ့ပညာရေးအလုံးဝကြာဆင်းနေတဲ့အမြင်နဲ့ခါမှာသူတို့က e-phone ဝင်မှတရားဝင်ကူညီခွင့် ကျွန်တော်ဘာတရားဝင် legitimate ဖြစ်မှရမယ်အနေအထားမျိုးသွားရှိတယ်လို့တော့မြင်တယ်ပေါ့ခန်းတစ်ခန်းကိုဆောင်ရွက်တဲ့အခါမှာ lesson plan လေးဘယ်လိုဆွဲရလဲနောက်ပြီးတော့အခန်းဟိုချတဲ့ပုံစံလေး grad room system လေး site တွေကိုဘယ်လိုမျိုးဆောင်ရွက်လို့ရတယ်ဆိုတော့ဤပညာလေးတို့ပေးဖို့များတယ်စာသင်တယ်ဆိုလို့ရှိရင် creative thinking တို့ critical thinking ဖြစ်အောင်ဘယ်လိုဆောင်ရွက်လို့ရတယ်ဆိုတော့တို့ပညာရှင်တွေရှိတယ် open နဲ့ deep နဲ့အပြန်လည်လေ့လာမှု a chain တွေကိုကျွန်တော်စီစဉ်လုပ်ဖို့တော့ရှိတယ် နိုင်ငံတကာပညာရေးအဖွဲ့အနေနဲ့အခြေခံပညာရေးကိုကူညီဖို့ပိုပြီးအာရုံစိုက်တာပါမြန်မာနိုင်ငံအနေနဲ့ပညာရေးမှာပြုပြင်စရာတွေအများကြီးရှိနေတယ်လို့ဒေါက်တာအာကာမိုးသူကဆိုပါတယ်စာတင်တဲ့ဟာပုံတင်ဖြစ်တယ်ဥပမာပြောရင်ကျွန်တော်တို့ယုံနဲ့လက်ပြေးပြိုင်တဲ့ဥပမာလေးကြည့်မယ်ဆိုရင်ကျွန်တော်ဝရိယတန်ဖိုးပြောတော်냐လဲစာတင်တဲ့သူကအဲ့တန်ဖိုးတွေကို ြုပြင်ပြောင်းလဲပြောနိုင်တယ်ဆိုလို့ရှိရင်စာသင်ခန်းရဲ့တန်ဖိုးအပူတက်လာမယ်လို့ထင်တယ်။ယုံနဲ့လေးနဲ့ပြည့်ပြင်တဲ့အခါမှာယုံနဲ့ကယုံကအိတ်နေတဲ့အခါမှာလက်ကမနှိုးဘူးဆိုရင်ဒီပြိုင်ပွဲကတရားမျှတမှုရှိမှရှိ။ကျွန်တော်တို့စာသင်ခန်းတွေကအနိုင်အရှုံးတွေကိုတတ်မှတ်နေတဲ့စာသင်ခန်းတွေဖြစ်တယ်။တရောအနိုင်လိုတဲ့တရောလက်စားချိန်မယ်ဆိုတဲ့စာသင်ခန်းတွေကိုပုံပြင်လေးသေးသေးလေးနဲ့ပေးနေတယ်။အဲ့ဒီပုံပြင်သေးသေးပေးတဲ့အနေနဲ့ပဲကျွန်တော်တို့အတွေးတွေချက်ပြရမယ်။ယုံနဲ့လေးနဲ့တူတူပြပန်းဝင်တဲ့ဖြစ်ရမျိုးထိအောင်ကျွန်တော်တို့ကဒီကလေးတွေကိုညံ့ရီဖွင့်ပေးရမယ်။ တကူကြီးတရားဆိုင်ရာလေးတက်လာအောင်ကျွန်တော်တို့လုပ်ပေးရမယ်အဲ့ဒါကယ်ရီကူလန်ကိုချဲ့တာအဲ့ကယ်ရီကူလန်ကမေးခွန်းနဲ့ပိတ်ထားတယ်အဲ့ပုံပြင်လေဆိုလို့ရှိရင်မေးခွန်းနဲ့ပိတ်ထားတယ်ပညာရေးအတွက်ဤပညာအထောက်ပံ့ပေးမယ်ဆိုရင်ဆရာတွေအတွက်ပြင်ဆင်ခွင့်ပေးထားဖို့လဲလိုသလိုစစ်ဆေးတဲ့စနစ်တွေကိုပါပြင်ဆင်ဖို့လိုမယ်လို့ပညာရေးတက္ကသိုလ်ကျောင်းသားတယောက်ကပြောပါတယ်ညင်းနေတဲ့အယူအဆကဘာလဲဆိုတော့ဒီစာအုပ်တုပ်ထဲမှာရှိတဲ့စာတွေကိုဆရာကြည့်လိုက်မယ်ကြည့်ပြင်ကျောင်းသားရဲ့ခေါင်းထဲကိုထည့်လိုက်မယ် အဲဒါပဲမဟုတ်ဘူးတင်ကြားရေးဆိုတာအဲ့ဒါလေးတွေမဟုတ်ဘူးဆိုတော့ဒီစောက်ထဲမှာရှိနေတဲ့စစ်ဆေးမှုထက်ပို့ပြီးတော့ကောင်းမွန်တဲ့စစ်ဆေးမှုတခုအကောင့်ထဲပုံမဲ့ဆိုတော့ဒီပြီးပညာထောက်ပံ့ပေးရပို့ပြီးတော့အကျိုးရှိမယ်လို့ကျွန်တော်ယူဆတယ်နိုင်ငံတကာပညာရေးအဖွဲ့ကိုဝင်ရောက်ခွင့်ရဖို့ကတော့တစ်လအနေ၃လအထိကြာနိုင်မယ်လို့သိရပါတယ်နိုင်ငံတကာပညာရေးအဖွဲ့ဟာမြန်မာနိုင်ငံကပညာရေးဆိုင်ရာလှုပ်ရှားမှုတွေမှာအရင်ကလည်းကူညီပေးနေခဲ့တာဖြစ်ပါတယ် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်ကို အခြေခံပညာရေးအစိမ့်ပညာရေးနဲ့အလွတ်တင်နေတဲ့ဆရာဆရာမတွေနဲ့ဖွဲ့စည်းထားတာပါခင်ဗျာကျွန်တော်ပိုင်ဆိုပါ